တော့တရားဆိုတာဘာတော့ဆိုကြပါစို့တရားရဲ့အဓိပ္ပာယ်လေးကို အရက်သုံးလေးနဲ့ရှင်းရှင်းလင်းလင်းသဘောပေါက်သွားဖို့တမျိုးလေးသဘောပေါက်သွားဖို့ဘုံဘုံဥမာပြောမယ်လူနှစ်ယောက်ရံဖြစ်နေတယ်ဆိုကြပါစို့ဘေးကမြင်ရတဲ့လူကအင်းဒီလူကတရားတယ်ဒီလူကမတရားဘူးအင်းပြောကြတာမရှိဘူးလားဘလို့လူကိုတရားတယ်လို့ပြောတာတော့ဘလို့လူကိုမတရားဘူးလို့ပြောတာတော့ မှန်တဲ့လူကိုတရားတယ်လို့ပြောတာမမှန်တဲ့လူကိုမတရားဘူးလို့ပြောတာဟောတရားရဲ့အတိပ္ပယ်လေးကိုရိုးရိုးလေးအရက်သုံးလေးနဲ့နားလေစီရင်တရားဆိုတာဘာတုံးဆိုရင်တရားဆိုတာမှန်တဲ့အရာတရားပဲဟုတ်ပြီနော်တရားကိုသိတယ်ဆိုတာအမှန်ကိုသိတာကိုပြောတာအဲ့တော့အမှန်လို့ပြောလိုက်တဲ့အခါကျတော့စကလုံးကတိတ်ပြီးတော့မခံညာဘူးဖြစ် မှန်ဆိုတဲ့မြန်မာစကားကို ပါဠိလိုလိုခေါ်တော့တစ္ဆာဟောအဲ့ဒီကျတော့ခန့်ညားသွားပြီနော်စကားလုံးကတစ္ဆာအခုကျွတ်တို့ကိုးကွယ်နေတဲ့မြတ်စွာဘုရားကတစ္ဆာဆိုတဲ့အမှန်တရားကိုတိလို့ဘုရားဖြစ်သွားတာတစ္ဆာဆိုတဲ့အမှန်တရားကိုတိဖို့အတွက်ပဲဘုရားဖြစ်အောင်မြတ်စွာဘုရားကကြင်ကြံကြုတ်အထုခဲ့ အကျုပ်တို့လည်းပဲတစ္ဆာဆိုတဲ့အမှန်တရားကိုတိမှဒုက္ခငြိမ်းမှတရားသည်အမှန်အမှန်သည်သကလုံးတစ်လုံးနဲ့လဲလှယ်ပြောလိုက်တော့တစ္ဆာအဲ့ဒီအမှန်ဆိုတဲ့တစ္ဆာက အမှန်တွေကအဆင့်အမျိုးမျိုးရှိနော်တရားနာနေတဲ့ပုဂ္ဂိုလ်တွေကိုလည်းပဲလေးနဲ့တဲ့အကြောင်းအရာတွေကိုဘုံဘုံတော်ကသိစေချင်ပါလေအဓိကအမြတ်စွာဘုရားပွင့်လာတယ်ဆိုတာအဲ့ဒီတစ္ဆာဆိုတဲ့အမှန်တရားကိုသိဖို့အတွက်တစ္ဆာဆိုတဲ့အမှန်တရားကိုကြွေးကြော်ဖို့အတွက်ဘုရားဆိုတာ ဝင်လာတာဘဝဟာဆင်းရဲတယ်ဆိုတဲ့အမှန်တရားကြီးကိုသိဖို့အလွန်ခက်တဲ့အမှန်တရားစိတ်ဝင်စားဖို့အလွန်ခက်တဲ့အမှန်တရားဒါဟုစိတ်ဝင်စားတယ်ဆိုရင်ကိုယ့်ရဲ့ပါရမီလေးကိုအားရလိုက်ကျင့်တတ်လိုက်ဒါဟုစိတ်ဝင်စားသေးဘူးဆိုရင်တော့မြင့်လိုက်အောင်ဟုတ်လားနော် မြတ်စွာဘုရားကဘဝထဲမှာကြီးပွားဖို့ဘဝတွေတပွားပြီးတော့ပို့ပို့ပြီးတော့ကောင်းမွန်ဖို့ဘဝထဲမှာအဆင်ပြေဖို့ဒီလိုတရားမျိုးတွေမဟောဘူးမဟုတ်ဘူးဟောတယ် များကြီးဟောပါတယ်မြတ်စွာဘုရားအလွန်အဆင်ပြေစေခြင်းတည်းဘုရားထဲမှာအဆင်ပြေတာဟာအဆင်မပြေတာနဲ့ဆိုင်ရင်မြိုက်ကောင်းတာပေါ့ဘုရားတွေထက်ရရအောင်မယ်ဆိုလို့ရှိရင်ဒါကျုပ်တို့ရအောင်မယ်လူတွေပါဟုတ်လားဒီဘုရားတွေရဟန္တာဖြစ်မဲ့လူတွေတည်းတယောက်မှပါမယ်မထင်ဘူးဟုတ်လားနော်အဲ့ဒါဆိုဘုရားကမလုပ်ရတော့ရမယ်ရမယ်အတူတူဆိုရင်ဆိုးတဲ့ဘုရားရတာဘယ်ကောင်းမလို့ကောင်းတဲ့ဘုရားရတာကောင်းတာပေါ့ဒါကြောင့်မြတ်စွာဘုရားဘုရားကောင်းတွေကိုရဖို့လည်းအများကြီးတရားတွေဟောခဲ့တယ်ဒါမဲ့တကယ်တကယ်မြတ်စွာဘုရားသိစေချင်တာက ဘဝဟာဆင်းရဲတယ်ဒါပေါ်မှာဖြစ်နေတဲ့တွတာမမုန်းမှုကိုဆင်းရဲကိုအမှန်သိတဲ့ဉာဏ်နဲ့ဖယ်ရှားပြီးတော့ဒီဘဝဒုက္ခတွေလုံးဝချုပ်ငြိမ်းအောင်သာလောက်ကြဆိုတာကိုမြတ်စွာဘုရားတကယ်တည်သိခြင်းကျတော့ဘဝတဏအာကြီးကြဘဝကိုအလွန်မမောကြတယ်ဘဝမှာခွာခြင်းဘာလို့လဲဘဝတဏအာကြီးတာလုံးလို့မေးဘဝဟာဒုက္ခဆိုတဲ့အမှန်တရားကိုမမြင်လို့ပညာအားနဲ့လို့တနည်းအားဖြင့်ဆန့်ကျင်ဘက်အဝိဇ္ဇာထူပြောလို့အမှန်တရားကိုမသိဘူး အမှန်တရားကိုမသိရင်မသိမသိတဲ့လောက်လောဘအာကြီးမယ်လောဘအာကြီးရင်အာကြီးတဲ့လောက်အကုန်လုံးလွယ်ရဲမယ်ဒါပဲဟုတ်လားအဲ့တော့ကျွတ်တို့ဒီတရားတွေကိုစိတ်ထဲကအရန်ကြီးသဘောမကျသေးဘူးမနစ်ချိုက်နိုင်သေးဘူးဆိုရင်လည်းပဲဩငါညံနေသေးတာဖခင်ကဒါကိုအဓိကသိသိချင်းတာတဲ့ဆိုတော့ဒီအတိလေးကိုတော့ဘုံဘုံကမလုပ်သိချင်းတော့စွဲစီချင်းတယ်ပေါ့